ဆိုအရှိတကားလို့စိတ်တလုံးထွက်သွားတာတခါတော့မိကြီးလေးတခါလည်းအရှိတန်းထွက်သွားတယ်လို့ပြေပေးတာကိုသေမှာကြောက်လို့တခါလေးကုတ်ကြောက်ထားတီတော့မပဲတီတော့မပဲတီတော့မပဲဆိုကြောက်လိုက်တာကြောက်လဲကြောက်တော့စိတ်ကထင်းထင်းနဲ့ဆိုအရှိကိုမိလုံးလေးတလုံးထွက်သွားတယ်လို့ထွက်လာတော့ဘုံသတိမရတော့ဘာမြင်လဲဆိုမျက်လုံးဖွင့်ကြည့်တယ်လို့တာကိတမျိုးကြီးတစ်မျိုးလုံးမြင်တယ်အဲ့တော့ဘုံဘုံက9ရက်ပဲ ကိုရွက်ွက်မှာကသင်္ကြန်ကုန်ရှိတယ်အခု108ပါ108တောင်ဘုရားကြီးတည်ထားတဲ့နောက်ကအဲ့တော့108တောင်ဘုရားကြီးဟာတဲကတဲကစရှိကြီးအဲ့ဒီနောက်မှာဗါလဲသင်္ကြန်ကုန်ရှိကိုရွက်ွက်အဲ့ဒီသင်္ကြန်ကုန်ကိုတခါတော့ပေါင်းနေကြတာဘုံကြီးနဲ့အပေါင်းနေစီးကြည့်နေမြင်းနေရတပေါင်းတခုကြီးကိုအရှိမဘုံကြီး၅ပါးကျောင်းကဒီဓမ္မဝိညာဉ်ကျောင်းကဘုံကြီး၅ပါးရဲ့အနောက်က109ပါးလိုက်သွားတယ် အာဘုန်းကြီးတန်းစီပြီးတော့ခုနှစ်ရက်ဘက်ကနေဟိုရှစ်ရက်ကွယ်အထီလောက်ကဘုန်းကြီးတွေတကားတော့ကြီးညိုစရာတန်းပြီးတော့နှစ်ကင်းကြောင်းအောင်ကြွားသွားကြအားလုံးဘယ်လောက်ရှိလဲဆိုတော့၁၀၀နဲ့9ပါးနဲ့5ပါးနဲ့ပေါင်းလိုက်တော့၁၁၂ပါးပေါ့ဗျာအဲ့ဒီ၁၁၂ပါးဟာတန်းပြီးတော့တကားရဲ့ကြွားဘုန်းကကြီးကောင်းကောင်းနဲ့ကြီးနေတာကဘောကဒီမှာတရားထိုင်နေတယ်မသိတော့ဘူးဟိုတခါအပြစ်မဲ့စိတ်ရွတ်ထွက်သွားတာကိုဗဟိတစိတ်ထွက်သွားတာ အတွင်းအိဇတ်တာမှာစိတ်မရှိတော့ဒီယုတ်ထဲမှာစိတ်မရှိဘဲနဲ့ဖက်သွားတာသမထပေါ့တခါသွားမြင်နေတာဒီမျက်လုံးပွင့်ကြည့်တာနဲ့ကြည့်တယ်ကြည့်နေနေဘူးကြီးတမဆရာတော်ဒီသွားနေတော့ကြည့်နေတာကြည့်ရင်ကြည့်နေတဲ့နောက်ပဲဆုံးယဟနေကုံသွားတော့ဒီဘက်မှာဘာလာတွေ့လဲဆိုတော့အလောင်းကြီးရွှေကြီးတစ်ဖက်သုံးလက်နဲ့၆လက်ပန်းနေနဲ့အရှိအလဲပန်းခွေကြီးနဲ့လွမ်းသူပန်းခွေကြီးနဲ့အလောင်းကြီးတွေ့တယ်အလောင်းကြီးကလည်းဆွဲသွားတယ်အဲဒါကလည်းဒီဟွန်လင်းနဲ့ပေါ့ ဒီပန်းပန်းရထားတော့မဟုတ်ဘူးပြလဲဘိန်းနဲ့အမှဘိန်းနဲ့တွန်းပြီးတော့ဆွဲသွားကြ။ဟောဒီခံကြလိုက်တာလို့ဒီဘုန်းကြီးကပြန်တော်မူတာစိစသံဃာတွေစုံစုံကြီးကြီးနဲ့အဲကြည့်နေဘုန်းကြီးတစ်ပါးပြန်တော်မူတာပဲကြည့်တယ်ပေါ့အနောက်ကလည်းပရိသတ်ကြီးကလည်းလိုက်သွားရတယ်ဆိုတာမနေဘူးပဲတထွေးကြီးပဲဘုန်းကြီးအပုံကြည့်နေတာကြည့်လို့စိတ်ကောင်းတာပဲစိတ်ကိုငြိမ်ပြီးတော့နေတာပဲကြည့်နေဘုန်းကမြင်နေရတာဟုတ် ဒီယုတ်ကြီးတရားထုတ်တယ်မသိပါဘူးအဲ့တုန်းကအဲ့ဒါနဲ့ကြည်ရင်ကြည်ရင်နဲ့လူတွေလည်းကုံတော့အနောက်မှာမိန်ကလေးနှစ်ယောက်ဗျာဆက်ရှင်းနှစ်လောက်ရှိပါလိမ့်မယ်မိန်ကလေးနှစ်ယောက်ကထီးတက်လက်ထဲကိုနေဘူးတော့နှစ်ယောက်ဆောင်းနှစ်ယောက်ဆောင်းပြီးတော့ဗာပြောတယ်လဲဆိုတော့အေးတဲ့ဒီဘုံညာရဲ့တဲ့ယဟန်ကြီးရောလူတွေရောအများကြီးနေတယ်ပြပြန်တော်မူတာတော့ပြောเสียရည်တဲ့အဲ့ဒါဘောတဲ့ဓမ္မဝိနည်းအကြောင်းမှတရားအထုတ်ရင်းနဲ့ပြန်တော်မူတော့တဲ့ဘုန်းကြီး ဘာလားလဲဆိုတော့အဲငါဘာလားဆိုပြန်သိတာအဲဘုံဝင်ပြန်ကတ်လိုက်တာဟာဝေဒနာတွေပြက်လိုက်တာမှပြောနေတော့အကြီးကြီးတက်တာတက်နေတာကြီးကပြောင်းဆန်နေတာဟောဒီရုပ်တည်းမှာဝေဒနာရလို့မသိဘောစိုက်ခဲထုံချင်းပူးလောင်နေတာပေါ့မီးလောင်နေတာပဲဥစဉ်ကတေဇောတာကိုဒီရုပ်ကြီးကတေဇောနဲ့ဥစည်းတာတော့တေဇောတာတွေတခါလဲလောင်းနေတာမီးတွေလောင်းနေပုံပုံတေဇောလည်းမပြောတတ်ဘူးမီးလောင်နေတာပဲသိတယ်ဒီရုပ်ကြီးဟုံဟုံနဲ့လောင်းအဲ့ဒီထဲမှာဒီစိတ်ကလေးကပုံမှာ သေးတာကိုတွေ့ခဲ့ဘူးသွားတော့ခုနအာယုနဲ့တွေ့ရဟဲ့ငါသိရင်ဒီလိုသေးရမှာပါလားငါဒီလိုဘဝမျိုးနဲ့သေးတာဘယ်နှခါသေးဘူးလဲလို့ကြည့်လိုက်တာလက်တစ်ဖြစ်လောက်ရှိပါတယ်ဇာလန်းကြီးအများကြီးပေါ်သွားတယ်ကလားဘဝတွေများခဲ့တယ်အာသစ်ပင်ခုံရင်းနဲ့ကလားကြီးတွေသစ်ပင်ပြီးလို့သေးသွားတာတို့နောက်တော့ခွေးခွေးကြီးဟုံးဟုံးပဲပြန်ပြန်ဖြစ်သွားတာအဲ့ဒီခွေးကြီးကလည်းဝဲတွေစားပြီးတော့လေတကိန်ကိန်နဲ့သူ့မှာတကားလို့ထမင်းကရင်ကနဲ့သေးခဲ့တာ တကမိမကြီးဘုရားနဲ့သိခဲ့တာအဲနောက်တော့ထင်းနေခုတ်ချင်းကနေမွေကြိုက်သိခဲ့တာအဲ့ဒီထင်းခုတ်ရင်တော့ဘုံဘုံကတော့လည်းဆိုတော့မိမအဲ့ဒီတော့ကတော့မိမဘုရားနဲ့ပေါ့အဲ့ဒီဘုံဘုံရဲ့ယောက်ျားတယောက်ကအခုတည်းရှိတယ်မနေ့ကလာတယ်တကမကြီးရဲ့သမီးကဘုံဘုံရဲ့ယောက်ျားဒါဒီမှာရှိပါတယ်မနေ့ကဥပုပ်လာစောင်းအဲ့ဒီတကမကြီးအဲ့ဒါသူ့ရဲ့သမီးငယ်မလေးကဘုံဘုံရဲ့ယောက်ျားဘုံဘုံကမိမဖြစ်ခဲ့ဘူးတဲ့ချင်းခွေရင်းနဲ့အဲ့မှာ မွေးကြိုက်လို့ဈေးကြရတဲ့ဘဝတွေအကုန်လုံးတွေ့ရတွေ့လေပြီးရောဟိုငါဈေးကြရတာကျင်းအသေးဆိုးနေဈေးကြပါလားဒီတစ်ခါငါသိရင်တော့ဝင်းမြဝင်းသာဒီလိုသံဃာတော်ကြီးနဲ့တရားကျင့်နေတရားတာမြတ်တဲ့ဟဆိုလို့ဘုံဘုံပြန်သိကြတာဒီတကူလုံးမီးလောင်နေမဲ့လေဒီစိတ်ကလေးမှချမ်းသာပြီးတော့နေတယ်ကိုဒီလိုသိရမှာကိုဒီလိုတင်နည်းမြတ်နဲ့သိရမှာဆိုဝင်းသာတာပေါ့ဝင်းသာပြီးတော့စိတ်ကြီးကပျော်နေတယ် အဲ့လိုချမ်းသာနေတဲ့အခါမှာတက်ဆန်းဘလောက်တက်တယ်ဆိုဒီယုတ်ကြီးကလောင်းနေတာစိတ်ကလေးကချမ်းသာချမ်းသာနေနေကြီးနေကြီးနေနေတခါဘလို့ဖြစ်လာလဲဆိုတော့ဒီယုတ်ကြီးကမီးတောင်မီးချန်နေနဲ့လောင်းနေရနေတပြေးပြေးတပြေးပြေးဟိုမီးတွေကအကုန်လာဒီကလေးငိမ့်နေတယ်ငိမ့်လာတယ်ငိမ့်လာတော့အပူတွေရောရောရောပေါ့ပေါ့ကလေးအဲ့ဒါလေးကိုအတိကတ်လိုက်သွားတာသူရော့လို့ပေါ့ပေါ့ကလေးအတိလေးကကတ်လိုက်အဲဟို ဒီပူဓာကြီးညော့တော့အသာလေးအစိကလည်းဘာနဲ့တူလဲဆိုတော့တိုင်ကြီးကြီးတစ်လုံးထဲမှာရေထက်တာအောက်ကအပေါက်ပေါက်ထားလိုက်တော့တိုင်ကြီးကြီးကိုရေထဲမှာအမိုက်ကလေးတစ်မိုက်ကကုတ်ကိုရော့ကလေးတစ်ရက်ကဒီဒီရေပေါ်မှာတင်းနေတယ်ဆိုပါစို့အောက်ကရေပေါက်လိုက်တော့ရေညော့သလိုကုတ်ကိုရော့ကလေးကလည်းရေပေါ်မှာပါသွားတယ်ညော့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 ပါသွားသလိုကုတ်ကိုရော့ကလေးကဖုံဖုံစိတ်နဲ့တူပါတယ်ဒီရေကဒီမီးတောင်မီးရှံဖြစ်နေတာရေနဲ့တူတယ်ဒီမီးတောင်မီးရှံ ဝေဒနာကြီးမှာစိတ်ကလေးကအပေါ်ကကပြီးတော့ပါသွားလိုက်တာဘလောက်ပါသွားတယ်လဲဆိုဒီဝေဒနာလေးချုပ်သွားဖုံဖုံတိမှုပြောက်သွားဘလောက်ပြောက်တယ်လဲဆိုရင်နေကင်းတစ်ချက်ကနေမှညနေ6နာရီတိအတိမရှိတော့ဘူးတော့ခန္ဓာထဲမှာငုတ်တုတ်ကြီးဖုံဖုံလည်းမသိပါဘူးကိုယ်ကိုယ်တရားထုတ်တယ်လည်းမသိဘူးဟိုမှာတော့ရေချိုးပြီးကုန်ပြီဦးစင်းကြီးကနောက်ထပ်တောင်တရားထိုင်တော့မလို့လုံနေပြီဒါဖုံဖုံမပြီးသေးတော့အားလုံးကိုငြိမ်ဆိုင်လာတယ်ဆရာတော်ကြီးက ဘောင်းတဘာလေးဖြစ်နေလားဘောင်းလည်းတဘာလေးလည်းမသိဘူးပေါ့အဲ့ဒါနဲ့နေတော့နောက်မှဘာဖြစ်လာလဲဆိုတော့6နိုင်ဒါနောက်မှခံမရတာပါအဲ့ဒီမှာတော့အသိလေးပေါ်လာဒီခန္ဓာထဲမှာလုံးလုံးပါလုံးလုံးဘယ်လောက်ရှိလဲဒီအပေါက်ကလေးကို နေဘက်လှည့်ကြည့်တော့အပေါက်ကလေးတွေကမြင်ရတဲ့အလင်းရောင်လို့ဒီဘဝင်ကြက်ထဲမှာယင်ထဲမှာသွားလို့အလင်းရောင်လေးတွေ့ရတယ် အဲ့အလင်းရောင်လေးကြီ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 းနဲ့ကြီး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 လာလိုက်တာတခါတော့ကိုတခုလုံးကြီးနေပါလေရောကိုလုံးနဲ့မတွေ့ဘူးခုလုံးတခါလည်းကိုဘေးတွေရောဘာတွေရောအလုံးကြီးပြီးတော့နေကြီးနေတဲ့အခါကျတော့မှအသီလေးကပေါ်လာတယ်။ဟောငါဘယ်ရောက်နေပါလိမ့်မယ်ကိုကိုစဉ်းစားမိလားငါဘယ်ရောက်နေလဲကိုကိုကိုလည်းမတွေ့ဘူးဟဲ့ငါဘယ်ရောက်နေလဲငါအိတ်နေတာလားထိုင်းနေတာကိုကိုဘုန်းကြီးဝင်မှလည်းမသိဘူး မအိတ်နေတာလားထိုင်းနေတာလားအိမ်မှာလားရုံးမှာလားရုပ်ရှင်ရုံးမှာလားဟိုသမောမှာလားကိုယ့်ကိုလိုက်ရှာကိုယ့်ရုပ်ကြီးဘယ်မှာရှာလို့မတွေ့ဘူးမတွေ့တာနဲ့မျက်လုံးဖွင့်ကြည့်လိုက်မျက်လုံးဖွင့်ကြည့်တော့အော်သင်္ကန်းကြီးဝတ်ထားတဲ့ဒီရုပ်ကတရုပ်ပဲငါလည်းမဟုတ်ပါလားဒါငါမဟုတ်ဘူးဒါဘာလို့လဲသင်္ကန်းရုပ်ဝင်ကြီးဝတ်တာဒါကပြန်မှိတ်တာမှိတ်တာတော့လည်းမရှိပြန်ဘူးခြေတွေလက်တွေကိုယ်တွေခေါင်းတွေမရှိပြန် ွင့်ကြည့်တော့လေဒီယုံကြည်ကသင်္ကန်းကြီးပတ်ထားတာတွေ့ဒါမိမိလည်းမဟုတ်ဘူးကာနာဖုံးဖုံးတို့ဒီဗုဒ္ဓတရားအမတန်ဆန်းကျင်လို့ဖုံးဖုံးနဲ့ဒီလိုသာသနာပြုဖြစ်လာတာပါလက်တွေ့ကြတဲ့တရားမဟုတ်ဘူးဖုံးဖုံးဘယ်တော့မှမယုံဘူးဒါတွေတရားကိုကိုရွဲ့ကြုံမှယုံရတာအဲ့ဒီတော့မှဖွင့်ကြည့်လိုက်တဲ့ကိုယုံကြည်မဟုတ်ဘူးသင်္ကန်းကြီးပတ်ထားတဲ့ယုတ်တရုတ်ပဲသူများသင်္ကန်းပတ်ထားတာကိုထိုင်ကြည့်တယ်လို့ပဲဒါမျက်စိမိတ်လိုက်လို့လည်းခြေလက်ကိုယ်ကောင်းကြီးလိုက်ရှာတယ်ဘယ်မှမတွေ့ဘူး သုံးလေးကလည်းလှုပ်ပြီးတော့ကဲမရှိရင်လည်းနေတော့ဟဲဆိုဘဝင်စိတ်ကလေးကြားလဲသွားဖြတ်စုသရိယအတိလဲပေါ်သွားကိုကိုဘလိုပြသွားတယ်လဲဆိုတော့ဟိုဘဝတစ်ခုပြောင်းနေတယ်လို့ပဲအိမ်မက်ကမဲ့ပြီးတော့ထားရတယ်လို့လို့အိမ်မက်ထဲမှာလို့လို့လူတွေနဲ့တွေ့တာအခုယဟန်နေရာလဲဝမ်းကြည့်တာဟိကောင်ဘလိုနေလဲကွာသူတို့လည်းမပြောနိုင်ဘူးကြည့်လိုက်ကသူနောက်ကလည်းမှန်တစ်ချက်ကြားထားတယ်လို့ပဲဒါအခုဒီဘက်ရောက်တော့ မှဒါရီကနားလဲတာပါဒီအကြည်သတ္တရတနာဆိုတဲ့အကြည်မှန်နေနဲ့နေကြတာဒါဒီဘက်ရောက်မှသိတာဟိုတုန်းကတော့ဘုံဘုံမသိဘူးမှန်တစ်ချက်ကာထားပြီးတော့တယောက်တယောက်မှန်ချက်ကာပြီးကြည့်နေကြတယ်လို့ပဲဘုံဘုံသိတယ်အဲ့လိုနဲ့နေနေသူတို့ကလည်းဘလို့ဖြစ်တယ်လဲမပြောနိုင်ဘူးဝင်းနေသာလို့ဘုံဘုံဝင်းလာလိုက်တာပျော်လိုက်တာစီမပါစားမပါနဲ့ပျော်တယ်ပျော်ဒီလိုပျော်ဖို့မျိုးတစ်ခါမှမပျော်ဘူးပျော်လိုက်တာမင်းတို့ကငါပြောကျင်တယ်မင်းတို့ကျင့်လာကျင့်ဒီညောင်းနှံ့ညာတော်လေးဆုံးအောင်လာလိုက် ဆုံးရင်မင်းတို့သိလိုက်မယ်ဒါပဲဘုံဘုံပြောတတ်တယ်ငါခုပြောနေတယ်ဟာမင်းတနေ့လုံးထိုင်တာကွာအခုမှမင်းတော်ပြီးသွားတာမင်းဘာတွေဖြစ်လဲငါမပြောနိုင်ဘူးငါပြောတယ်ကွာငါလို့ဖြစ်ချင်ရင်မင်းတို့မလှုပ်နဲ့ကွာညောင်းနဲ့ညာတာကြိုက်တာခဲတာလည်းပေါ်လာလိမ့်မယ်ပေါ်ရင်ဆုံးအောင်လိုက်ကွာဆုံးရင်မင်းတွေ့လိမ့်မယ်အဲ့ဒါဘာလို့ပြည့်ပြည့်တွေ့မယ်ဘုံဘုံဒါပဲပြောတတ်တယ်အဲ့ဒါနဲ့နောက်ဆရာတော်ကြီးကနေပြီးတော့အဲ့ဒီဂျန်ခေါ်လိုက်ပါဆိုတော့ခေါ်တော့ဘုံဘုံကျောင်းပေါ်တက်သွားဒေါက်တာတော်စင်းကျောင်းကလည်းဘေးနားမှာကဲကိုတော်လေးတဲ့ဒီနေ့ဖြစ်တဲ့အဖြစ်ကိုပြောပြကြမှာ တပည့်တော်သိတယ်ဗျာလို့ပြောပြမှာဝင်းနေသာလုံးအကြီးတို့ပြောတော့မပြောနိုင်ဘူးဖြစ်နေတယ်ဗျာအခုလက်သာသာတယ်ဗျာလို့အခုစိတ်ထမ်းမကိုပြောနေတာလို့တပည့်တော်မှဆိုတော့အေးဒါဖြင့်ဇောကမကြသေးဘူးတဲ့နေလိုက်ပါဦးတဲ့တက္ကမကြီးရဲ့လက်နောက်နေမှမေးရပါတယ်တဲ့အခုဒီနေရာရောက်တဲ့ပုဂ္ဂိုလ်ကဒီလိုပဲပြောတတ်ပါတယ်တဲ့ဒီနေရာမှာပြောတော့သဗ္ဗရတ္တဓမ္မရတ္တဇိနာတိဆိုသလိုဟောတဲ့ခသိန်းကမှအရသာအရသာတကအရသာတယ်မှာ တရားရတာအကောင်းဆုံးလို့ဘုရားဆိုထားပါတယ်တဲ့ဒီဥပဇင်းဟာတကယ်တရားကိုတွေ့ထားလို့သူပြောနေတာတကယ်ပြောနေတာအန်လို့ပြောတာမဟုတ်ဘူးတဲ့ဘလို့ပြောပြောသူပြောနေတာဖုံးနေတဲ့သူ့ရဲ့တရားကိုတကမာကြီးနားနေမှာမဟုတ်ပါဘူးတဲ့နောက်နေမှာနားပါတဲ့အဲ့ဒါဟုတ်တယ်တော်ကြီးလို့ဆရာမကြီးတို့ဒီဒေါက်တာမဟုတ်ဟုတ်တယ်တော်ရဲ့လို့ကျွန်တော်တကယ်ပြောနေတာလို့ကျွန်တော်မှစိတ်ထဲမှာကိုဘလို့ပြောမှမဟုတ်ဒါပေမဲ့တရားကထိုင်နေတာဗောလို့ မထထမ်းအောင်ထိုင်နေပြီလို့ထိုင်လို့ထိုင်ရင်ဒီနေရာရှိတယ်အတော်တို့လည်းထိုင်ပါလို့သူ့တော်ခေါ်လိုက်သေးတယ်အတော်တို့လည်းထိုင်ကြည့်ပါဒီညောင်းညာညာတာဘူးရောကိုအောင်လိုက်နော်ကိုရင်ရှိတယ်အဲ့ဒီနေရာကြီးကဘသူထိုင်ထိုင်ရှိတယ်ဗျာအဲ့ဒါပြောဗျာသူတို့ကလည်းဝင်နေသာပြီးတော့အဲ့ဒီကျောင်းပေါ်မှာထိုင်လားမထိုင်လားတော့မသိဘူးပေါ့အောက်မှာတခါထိုင်ကြဗျာရောထိုင်တဲ့ကကြောင့်ဖုံးဖုံးမှာတရားထိုင်နေထိုင်လည်းမထိုင်နိုင်တော့ဘူးဗျာပြောနေတာကများနေတော့ ထိုင်တာကိုပဲမမထိုင်ရတော့ပြောနေတာထိုင်လဲပြောနေတာပဲအဲ့ဒါနဲ့ပဲတညာအိရဗျာမနေညလုံးကြာလို့လဲတညာလုံးအိမ်မပြောဘူးတရားဟုတ်သက်ပြောနေဗျာရောအော်လူတွေကြည့်ဟောဒီဥစဉ်တွေကငါလိုကြည့်ရင်ငါလိုပဲပြောရမှာတကယ်ချင်းတွေလိုက်နှိုးဒီကောဒီကောကြောင်းအောင်လဲရုံးရပါမယ်ဟောမင်းတို့ထားအဲ့ဒါကအိမ်မနေနဲ့ထားဒီညောင်းညာတော့ဆုံးအောင်လိုက်ငါလိုမင်းတို့ပြောရတယ်ကွာဘုံဘုံလိုက်ပြောရအောင်အဲ့ဒါနဲ့ပဲမနေ့မိုးလင်းကြတော့တခါတိုင်း ဟိုဘယောက်ရောက်သွားလို့ရှေ့ရဲ့ရောက်သွားပြီပေါ့ရှေ့ရဲ့နေလဲဒီနေ့လုံးပြောတာပဲပြောမဆုံးနိုင်ဖြစ်နေဖုံးဖုံးမှာဘာမှလည်းမဟုတ်ဘဲနဲ့ပြောနေတာတယောက်တည်းရှေ့လွတ်လွတ်လွတ်အသလွတ်ပြောရတယ်အဲ့ဒီနေ့ကျတော့နှိကင်းပဲလဲရောက်တော့ဒီပြောတာပုံသွားရောပျောက်သွားငကူအတိုင်းကိုဖြစ်သွားငကူအတိုင်းကိုဖြစ်သွားပြီးတော့တရားပေါ်မှာဝါသနာပါလာအလကားနေပါလို့လဲအဲမလှုပ်တော့ဘူးညောင်းနာညာတာ ဝင်လေထွက်လေလေရှူပြီးတော့ကိုယ့်အကုန်နေတာပဲအဲညောင်းနာညာတာကိုစောင့်နေတာညောင်းနာညာတာပေါ်လာရင်သူ့ဆုံးအောင်လိုက်နေတာပဲကိုလူမြန်းပြုံဝင်ချုပ်မလားမချုပ်ပြန်အဲ့ဒါနဲ့ပဲကိုယ့်ရဲ့ပြည့်သွားတော့အဲဆရာဘုန်းကြီးကမေးတယ်အဲ့မှာမေးတော့ဒီအကြောင်းนี่ပြောပြတော့ဆရာတော်ကလည်းဒီကလည်းသဘောတူကြပြီးတော့မင်းရန်ဆက်ဝယ်မလားတဲ့အိမ်အောင်ရှိလားမရှိဘူးဗျာလူပြုတ်ပါဆိုတော့မင်းရန်ဆက်ဝယ်မလားငါတို့တာဝန်ယူမယ်အဲဒေါက်တာဒေါသိန်းညွန့်ကလည်း ်ဦးဇင်းရဲ့တပည့်တော်အရှင်ဘုရားရဲ့ယာသက်ပံတပည့်တော်သမသာသမီးတွေလည်းရှိတယ်တဲ့ဒေါက်တာတွေပဲသူတို့ပါယာသက်ပံတပည့်တော်သေသွားတာတော့ထားခဲ့ပါမယ်တဲ့အရှင်မြတ်ဆက်ဝက်ပါအတော်လေလို့ကျွန်တော်မဝဲနိုင်ဘူးလို့အလုတ်တောင်မှကျွန်တော်တန်လိုင်းကြီးနဲ့လာခဲ့တာလို့ပြန်သွားရင်တော့အလုတ်ကပြုတ်မလားမသိဘူးရပုတ်ကတော့တင်ပါပဲလို့သူကြည့်လို့အတင်ခံရတော့မှာပဲလို့ဒါနဲ့ကျွန်တော်ခရီးမဆိုင်ပါဘူးလို့ဒါဖြစ်ရင်ွယ်တဲ့ဆက်ဝက်ပါလားတဲ့အတော်အလုံးတောင်းဝန်ယူပါမယ်